ို့နောက်ဆုံးသောကာလမှာညှင်းဆဲနေရတဲ့ကြီးရွယ်ချက်လည်းရှိပါတယ်အဲ့တော့ကျမ်းစာထဲမှာကြည့်တဲ့အခါမှာဗျာဒိတ်ကျမ်းခန်းကြီး7အခန်းငယ်7ကိုကျမအားလုံးကိုအတူတူကဖတ်စီလိုတယ်ဗျာဒိတ်ကျမ်းခန်းကြီး7အခန်းငယ်7အကြောင်းမူကားမာနတိမိမိကာလတခဏသာ ရှိသည်ကိုသိ၍ပြင်းစွာသောဒေါသအမျက်နှင့်တကားတင်တို့ရှိရာသို့ဆင်းလေပြီဟု ဆိုကြသည်ကိုငါကြား၏အဲ့တော့မနက်ရဲ့အချိန်ကခဏလေးပဲကျန်တော့တယ်တဲ့။သူ့ရဲ့အဆုံးသက်ကဘာမှလဲဆိုတော့ နောက်ဆုံးသောကာလမှာဒီနေ့ယေရှုခရစ်တော်ပြန်လည်ပြီးတော့ကြွလာပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့သားသမီးတွေကိုတိမ်းဆဲပြီးတဲ့ကာလနောက်ပိုင်းမှာသူသွားမယ်ရဲ့ဘယ်နေရာလဲဆိုတော့သူကောင်းကောင်းသိတယ်။သူ့အဖို့ပြင်ဆင်ထားတဲ့ကန့်နဲ့လောင်နဲ့မိငရဲ့အိုင်ရှိနေဆိုတော့သူသိတဲ့အတွက်ကြောင့်မလို့သူတယောက်တည်းသူမသွားခြင်းဘူး။နော်သူရဲ့နော်အပေါင်းပါတွေဖြစ်တဲ့နတ်ဆိုးဝိညာဉ်စုတွေနဲ့ပဲသူမသွားချင်ဘူးဒီနေ့ဖခင်အရန်ချစ်ရတဲ့သူတွေကိုပါဒီနေ့ခေါ်ပြီးတော့မှဖခင်ရဲ့နှလုံးသားကိုနာကျင်စေခြင်းတဲ့အတွက်ကြောင့်မလို့သူကအသေးအတန်ဖခင်ကိုစန့်ကျင်ဖို့အတွက်ပြင်ဆင်နေတာဖြစ်တယ် ဒါကြောင့်မို့လဲလုကာအခန်းကြီး22မှာပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးမှတ်မိမှာပါယေရှုကပေတရုကိုတတိပေးတယ်။ဘာပြောလဲ။မာနဲ့ဟာတဲ့တဲ့အသက်တာကိုတဲ့စကားထဲမှာနော်ဒီဂျုံဆန်ကိုခါချတယ်လို့ပဲခါချခွင့်ပဲငါ့ကိုအခွင့်တောင်းတယ်တဲ့။ဘာဖြစ်လို့လဲ။ပေတရုကိုနာကျင်စေခြင်းလို့မနက်ကပေတရုရဲ့အတ္တထဲမှာရှိနေတဲ့เนาะဟိုတကယ်ကိုကြန့်ခိုင်နေတဲ့အရာတွေကောင်းမွန်နေတဲ့အရာတွေဖျားကိုချစ်နေတဲ့အရာတွေကိုရုတ်ရော့သွားစေဖို့ရန်အတွက်ခါချဖို့ရန်အတွက်ပြင်ဆင်လာဖြစ်တယ် အဲ့တော့ယေရှုကငါ့ကိုမာနကအခွင့်လာတောင်းနေတယ်။ဟုတ်ဒါလေးကိုသတိထားစေချင်အခွင့်လာတောင်းနေ။အဲ့တော့ယေရှုကအခွင့်ပေးလိုက်သလားဆိုတဲ့အရာကိုကြည့်တဲ့အခါမှာစံစာထဲမှာငါအခွင့်ပေးလိုက်ပြီလို့မပြောဘူး။သို့တော့တစ်ဖက်မှာမာနရဲ့စိတ်ပျက်ကိုတီးပွန်တယ်လို့အပ်တယ်။မာနကဘသူဖြစ်တယ်ဆိုတော့မာနဟာလူရည်ရဲ့အတ္တထဲမှာစိုးသောအမှုတွေတော့တကယ်ကို စိတ်တကြစရာအမှုတွေနာကျင်စရာအမှုတွေကိုပဲ လုံဆောင်တက်တဲ့သူဖြစ်တယ်လူနောက်ဆုံးအသက်မရှိတော့မဲ့ဒီလောကကထွက်သွားပြီးတော့ဘုရားကအေဂျင်စီရောတွေကထွက်သွားပြီးတော့မနဲ့ကလိုချင်တဲ့သူဖြစ်တယ်ဒါဆိုရင်နားလည်ရမယ့်အရာတစ်ခုကဘုရားကလူတွေနာကျင်စီဖို့အတွက်မနဲ့ကို အခွင့်ပေးရတာလားမဟုတ်ဘူးနော်ကိုယ့်ဘက်ကမနဲ့ကိုအခွင့်ပေးတဲ့အတွက်ကြောင့်မလို့ကိုကနာကျင်ခံစားရတာဟယ်လိုဘုရားကကြွမ်းပါစေချင်တယ်ဘုရားကလွတ်မြောက်စေချင်တယ်တော်တော်တော်များများသောယုံကြည်သူတွေက မာနကိုကိုနောက်ရှက်မယ်ဆိုတဲ့ရာကိုသိရသားနဲ့မလုပ်လဲဆိုတော့မာနကိုလက်ခံကြိုးဆိုကြတယ်။နာကျင်ခြင်းတွေကတော့အများမှာအများကြီးဝိုင်းနေပါတယ်။တိုးတော့သင်ကလက်မခံဘူးဆိုသိရတတ်တာထဲမှာဝင်လာစရာအကြောင်းရှိကိုမရှိဘူး။အာမင်။ကဲအဲ့တော့နှုတ်ကပတ်တော်ကိုကြည်စီခြင်းနဲ့အဲ့တော့ပထမအဆုံးသင်သိရမယ့်ရာတစ်ခုကနာကျင်မှုဆိုတဲ့ရာကလက်ဆင့်ကမ်းပြီးတော့စီစဉ်တတ်တဲ့ရာတစ်ခုဖြစ်တယ်။နော်ဒါအရေးကြီးတယ်။တချို့တချို့သောသူတွေကငါနာကျင်နေရတယ်ဆိုပြီးတော့ငါတယောက်တည်းခံစားနေရတယ်လို့ ထင်နေတတ်ကြတာအမှန်တော့မဟုတ်ဘူးအဲ့ဒီနာကျင်ခြင်းဆိုတဲ့အရာကအရင်ကြောက်စရာကောင်းတဲ့ toxic ဖြစ်တယ် poison ဖြစ်တယ်တခြားသူတွေကိုပြန်လဲပြီးတော့ကူးစက်နိုင်တဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့နာကျင်မှုကိုလက်ဆင့်ကမ်းပြီးတော့ပေးတဲ့သူတယောက်သင်မဖြစ်ဘူးရင်တည်းသင်ရဲ့အတ္တတာထဲမှာစင်စားဆင်ခြင်တက်တော်သူဖြစ်ပေါ်တယ်အရေးကြီးတယ်ကမ္ဘာ့ကျန်ခန်းကြီး35အခန်းငယ်16ကနေ16ထဲမှာဒီလိုပြောထားတယ်နှုတ်ကပတ်တော်ကိုအတူတူကဖတ်ရအောင် ထို့နောက်တဖန်ဘေဒလာရဲ့မှခီးသွားပြန်၍အီဖရမ်မျိုးနှင့်ဤသောအခါယာခေလသည်တားပွားအံ့သောအချိန်ရောက်၍ပြင်းစွာသောဝေဒနာကို ခံရ၏ထို့သောပြင်းစွာ ခံနေရစဉ်တွင်ဝမ်းဆွဲကမစိုးရိမ်နှင့်တားယောက်ျားကိုရပြီဟုဆိုလေ၏ယာခေလသည်လည်းသင်အံ့ဆဲဆဲရှိ၍လံဝိညာဉ်ထွက်စဉ်ခါ ထိုသားကိုဘေနောနှင့်အမိဖြင့်မှဲ့လေ၏အဘမူကဘိန်ယာမေအမိဖြင့်မှဲ့သည် ့ဒီနေရာမှာကြိလိုက်တဲ့အခါမှာတရားခေလကအယမ်းကိုဝမ်းကအယမ်းနာတဲ့အခါမှာပြင်းစွာသေးလုဆဲဆဲဆိုတော့ဘလောက်ထိများခံစားရမလဲဆိုတဲ့အရာကိုတော့ကျမတို့မီးဖွားပြီးတဲ့အမျိုးသမီးတိုင်းသိကြပါတယ်။အဲ့ဒီလိုခံစားနေရတဲ့အချိန်မှာသူ့မွေးလာတဲ့သူ့ရဲ့သားကိုသူကဘလို့နာမည်ပေးလိုက်လဲဆိုတော့ဘေနောနေတယ်။ဘေနောနေဆိုတဲ့အတိတ်ပဲကတော့ငါ့ရဲ့ဝမ်းနေခြင်းငါအယမ်းခံစားရတယ်ငါအတွက်အယမ်းနာခြင်းနေဆိုတဲ့အတိတ်ပဲနဲ့ကလေးကိုနာမည်ပေးလိုက်တာဖြစ်တယ်။အမေတော့ तू ခံစားနေရတဲ့အရာက နော်သူ့ရဲ့သားတယောက်ကိုသွားပြီးတော့နော်နေရငါ့ကိုဒီလိုခံစားစေတယ်ဆိုပြီးတော့နာမည်မတက်သင့်ဘူးလေမဟုတ်ဘူးလားကဲဒီကလေးကဘီနိုနီဆိုတဲ့နာမည်နဲ့သာကြီးပြင်းလာခဲ့ရမယ်ဆိုလို့ရှင်လူတွေကသူ့ကိုဟဲ့နာကျင်စေတော့သူဟဲ့သူတို့ဘာကိုနာကျင်စေတော့သူဆိုတဲ့အမီနဲ့သူကနေ့ရက်အစဉ်တိုင်းမှာသူတို့ဘာရဲ့ခေါ်ဝေါ်ခြင်းကိုခံစားမှာဖြစ်တယ်အဲ့မနော်သူ့ရဲ့အတ္တထဲမှာရှိတဲ့နာကျင်ခြင်းကသူနဲ့ပဲရက်တန့်သွားရမှာတော်တော်သူကအဲ့သူ့ရဲ့အထဲထဲမှာရှိနေနာကျင်ခြင်းကိုသူ့ရဲ့သားသမီးထဲမှာပြင်လဲပြီးတော့ season စေချင်တဲ့သူဖြစ်တဲ့ရခေလာကအဲ့တော့ဘာလုပ်လဲဆိုတော့သူ့ရဲ့သားရဲ့နာမည်ကိုဘေနောနီလို့အမည်ပေးလိုက်တယ်သတိထားပါညီကိုမောင်မများတခါတည်းကျမတို့ခံခဲ့ရတဲ့ဒုက္ခတွေကျမတို့ခံခဲ့ရတဲ့နာကျင်မှုတွေကိုကိုယ့်ရဲ့သားသမီးတွေကိုလက်ဆင့်ကမ်းပေးတတ်တဲ့သူဖြစ်တယ်တချို့တချို့တော့အဖြစ်အပျက်တွေကြားမှုမှာပါဟေ့ငါကတော့ငါ့ရဲ့မိဘကဒီလိုပဲဆုံးမလာတာဒီလိုပဲတွန်တင်လာတာငါနည်းနည်းဆိုးပြီဆိုငါ့ကိုကပတ်နဲ့ရိုက်တဲ့အတွက်ကြောင့်မလို့အခုငါနှစ်ကိုဆုံးမမဲ့အချိန်မှာလည်းငါကပတ်နဲ့ရိုက်မယ် ်ငါအဖေကငါ့ကိုဆေးဆူခဲ့တဲ့အတွက်ကြောင့်မလို့နှုတ်ငါဆေးဆူတာမဖြစ်တယ်လေငါနာကျင်